အားလုံးပဲမင်္ဂလာညချမ်းလေးပါဗျာဒီနေ့မှလည်း horror ဇာတ်လမ်းလေးတစ်ပုဒ်ကိုကျွန်တော်ရွေးချယ်ထားပါတယ်ဗျာတောတောင်ဆိုတာဇာမန်သစ်ပေတွေပေါက်ရောက်နေတဲ့နေရာတက်တဲ့မဟုတ်ပါဘူးတောမှာတွန်းတလိရှိပြီလို့စင်းနီစီကန်းတွေလည်းရှိပါတယ်ရှေလူကြီးသူမတွေကတော့တောထဲရောက်ရင်အမှားမလို့ဖို့ပစောကားမိစေဖို့အမြဲမှကြာကြပါလေပြီးတော့တစ်ပေတင်ပေဝါပေတပေကစားသူ့အရှင်နဲ့သူရှိပါတယ်လူစီမလူစီဆိုတာမမြင်ရပြီမေတကယ်ရှိတဲ့အရာတခုပါ ဒီနေ့ကျတော့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့လောဘကြောင့်အမားကျွတော်မိတဲ့တငယ်ချင်းတို့ရောက်တာတောတောင်ရှိရဲ့မေတော်သားနဲ့တိုးတွေ့သွားကြတဲ့သူတွေပဲဖြစ်ပါတယ်။နေဝရီတယောချီလေးတောချင်းနာမည်တစ်ခုရဲ့စော်ပြမှာတရှိနေတဲ့ရှမ်းရွာလေးတယောက်ဟာဘုံမမဟုတ်တဲ့တိတ်ဆိတ်ချေတွေနဲ့ဖုံးလန်းနေခဲ့ပါတယ်။ ပုံမှန်ဆိုရင်တော့ညနေခင်းဆိုခလဲတွေဆော့ကစားတန်းကျန်းကန်အော်ဘီတာတွေနဲ့စူညာနေတဲ့ပြင်မဲ့ဒီနေ့မှာတော့ရွာလိုကဖေးဆိုးနေတယ်လို့ပါပဲရွာလေလမ်းမမှာတော့ရွာသားတွေကအလားတခုကိုဝိုင်းအောင်ကြည့်ရှုနေတဲ့ထိတ်လန့်တိုးလှုပ်နေကြပါလေအဲ့ဒီလောင်းကတော့ရွာကမိုးဆိုးကြဖြစ်တဲ့ဖိုးတောင်ရဲ့အလောင်းပဲဖြစ်ပါလေဒါပေမဲ့တေဆိုးသူရဲ့တေဆိုးနေတဲ့ပူဇံကရိုးရှိတဲ့ပူဇံမဟုတ်ပါဘူးသူရဲ့မေလိုတွေကပြိုးကျပြီးတော့ တော်လန့်တကြဖြစ်နေသလိုကာတဂိုတစ်ခုလိုကလည်းလေကောက်နေလိုက်တာများလင်မေက လောက်ကျော်ဘက်ကိုလှည့်နေပြီးတော့ခြေထွေလက်တွေကလည်းအယုံမရှိသလိုခောက်ကျူကျိုးပဲ့နေခဲ့ပါတယ်ချိလိုက်တာနဲ့တည်းကျက်တဲ့ငွေညထစရာကောင်းလောက်လှတာပေါ့ကြွားသားတွေကဖိုးတော့ရဲကိုဖွေးကြည့်လိုက်တဲ့အခါမှာတော့အာလိုအာမဒိအတန်တွေထွက်သွားကြပါတယ်ရဲထဲမှာတော့ပိဇက်တွေနဲ့တေဆိုးနေတဲ့ရှေ့အဖြူနဲ့ကောက်ကိုတွေ့လိုက်ရလို့ပါဒီဒေသမှာရှိဘူးဆိုတာ တော့ဘဲတော်ပိုင်နမင်းကြီးတွေဝင်းမှုထားတဲ့အိမ်မွေးတိရစ္ဆာန်ဒီကိုကြီးတဲ့ဆေးဘဲမေတက်တော်လို့အယူရှိကြပါတယ်။ဒီဝါလေးဟာခေဆက်ဆက်ကလေးကဘောတော်မော်စုဆိုတဲ့ကြွာတကြီးရဲ့ဥဆောင်မှုအောက်မှာရှေးကျူရနဲ့တလေးတွေတောစောနဲ့တောစောနဲ့တွေကိုယူသည်ကဲရှဲပြီးတော့နေထိုင်လာကြတဲ့သူတွေဖြစ်ပါတယ်။ဘောရမော်စုဟာဒေါသတကြီးနဲ့ဖိုးတော်ရဲ့တငယ်ချင်းနှစ်ယောက်ဖြစ်တဲ့လီဟွေနဲ့စွမ်မလူကိုလက်ညှိုးထိုးပြီးတော့ကျင်းမောင်းလိုက်ပါရီဟေးကောင်ရီမေရိုတငယ်ချင်းသော်တာ ဘာလို့လဲကြာလဲငါဒီလောက်တားနေလေကြာကွာတောဆောင်နဲ့ကိုစောခွာရကြတယ်ပေါ့လေလီဝင်းနဲ့စောမကတော့ခေါင်းငုတ်ပြီးတူတူရည်ရည်နဲ့ငင်နေကြပါတယ်သူတို့တဲ့ဟုတ်ကမျိုးကလူတွေနဲ့ပေါပြီးတော့တိုးတွေကရှားပါတရိษံတွေကိုဖန်စီရောက်ချနေကြတာကိုရွာကလူတွေပြီးကြပါတယ်အခုလေဒီရှိပြွေနကောက်ကိုမြို့သွားရောက်ရင်ပိတ်ဆံကောင်းကောက်ရမယ်ဆိုတဲ့လောဘစိတ်နဲ့တောနဲ့ဖရာရဲ့စီကိုကြော်လိုက်မိကြတာဖြစ်ပါတယ် ဒါသာရည်တွေပြောဖို့ရတော့တီတောဦးထံမှာတီပေါရကြီးစစ်တမ်းရှိတဲ့ရှိဖြူစုံတဲ့တွေရှိတယ်လို့ဆိုကြပါရည်။ရွာလူကြီးတွေခေစစ်ဆက်တောသွားကြပြီမယ်။တီရှိဖြူတွေကတော့အုံမင်းချင်းမရှိပဲတော်တော်ကိုဆောက်ရှောက်နေတယ်လို့ယူကြည်ကြပါရည်။အခုတော့ဖိုးတော်ငယ်တဲဘောလော်တေဆုံမှုဟာတောတော်ရှိနေမယ်အမျက်ထွေးနေပြီဆိုတာကို ပြသနေခဲ့ပါပြီ။အဲ့ဒီညဒီမှာပဲ ဘိုးတော်မော်စုနဲ့ရွာသားတွေဟာဘိုးတော်လောက်ကိုမြင်လို့တူချိုပြရနဲ့တောင်းရှေကိုတောင်းမှတ်ဖို့ပူဇော်ပပပွဲပြုလို့ကြပါတယ်။ပင်စိုးကားရဲ့ရှေ့ပြေတစ်ကောက်ကိုလေပန်းနဲ့ထည့်ပြီးတော့ပြန်လဲပေးရဖို့ကင်းစင်ကြတာပေါ့။အိုးတောင်းရှေတောင်းရှေကျတော်မျိုးတို့ရဲ့မိုက်မဲတဲ့သားသမီးတွေကိုခွင့်လွှတ်ပေးတော်မူပါ။ဘိုးတော်မော်စုကတူရီတဲ့တန်နဲ့စူတော်နေတို့မှာပဲရိုးခဲလီတွေတွေဘိုးကနေတိတ်ခဲလာခဲ့ပါတယ်။ ဖျောက်တဲ့မိတွေကအကိုညိတ်သွားသလိုဝေကောင်းငယ်ကြီးကလည်းမဲမောက်လာပြီးတော့မိုးချိတ်သားတွေညံလာခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲဖြစ်ရသွားတဲ့မြေခွေကကြွားသားတွေကိုအိုဟစ်ထွက်ပြေးစေခဲ့ပါတယ်။ဘလုလက်ဆိုတော့လေမာတဲ့မှာသိနေတဲ့ရှစ်ဖြူနေကောင်ဟာယိုဒီယေထရက်လိုက်ကြလို့ပါ။သူတို့ရဲ့မယ်လိုတွေဟာသက်ရှိမယ်လိုတွေလိုမဟုတ်ပဲဖြူဖွေးပြီးတော့အယောက်ကင်းမဲ့နေခဲ့ပါတယ်။ပြီးတော့လျှက်စီးတစ်ချဲလက်မှာပဲ အဲ့ဒီရှေ့ဖြူနေကောင်ကတောအုပ်ထဲကိုခိုးရင်ပြောက်ွယ်သွားပါတော့တယ်ဖိုးတော်မစုကတော့တက်ပြီးချရီသွားပြီသွားပြီငါတို့တောင်းပါလို့များတော့ဘူးသူတို့အခွင့်ရမပေးတော့ဘူးနေနေတဲ့ကောင်ရချင်းတောင်းရလျက်စောစိုးတဲ့အီလီထမ်းမှာတော့ဒီဝေနဲ့စောမတို့နေအောင်ထိလက်တဲ့ကြနဲ့တိုင်ပင်နေကြပါတယ်ဒီဝေကစောမကိုပခုတ်ပို့ပြီးတော့ပြောလိုက်ပါတယ်ဟေးဟောစောမမေခုနာကလဲလိုက်တယ်မလားအဲ့ဒီရှင်တွေကကြံရှည်သွားတာဟာကွာ ဆိုလိုတာကငါတို့ပြစ်ဆန်ရမယ်လမ်းမပြောင်းသေးဘူးကွာစွန်မကတော့နဲ့နာခီကျော့စွာနဲ့ခောက်ခါလိုက်ပါလေဟာမိကလေကွာဖိုးတော့မသေးတာမေးမိတယ်မလားငါငါကြောက်တယ်ကွာငါမလိုက်စေတော့ဘူးဟာမေးရလေအဲ့လိုတော့သေးချောက်တဲ့နေဘာလို့လူမိတ်လို့နေသေးရလဲစေစားကြည့်စမ်းပါဦးဒီရှင်းတဲ့ကောင်တာရောက်လို့ရရင်ငါတို့မျိုးပေါ်တက်ပြီးတော့တထေလို့လို့ရပြီကွာ ဒီလွေပွားခုံဒီထက်မှာစောက်တော်သာလို့ဆရာလို့တော့ဘူးလီဟိုရဲ့မြောက်ပိတ်စကားတွေကြောင့်စောမဒီအောင်စီနေနေရိုက်သွားခဲ့ပါတယ်အဲ့ဒီချိန်မှာပဲတဲအိနှုတ်ဘက်ကနေချိုးချိုးဆိုတဲ့အတန်ကြားလိုက်ရပါတယ်ယူရီကလှမ်းကြည့်လိုက်တော့လရောက်အုံမှာခုနကရှေ့ပြုံတဲ့ကောင်တန်းပေါ်မှာထိုင်နေတာကိုတွေ့လိုက်ရပါတယ်ဒါမှထူဆန်းတာကသူတို့မျက်လို့တွေကဒူးတောက်လို့စဲကြည့်နေကြတာပါဟဲ့ကောင်စောမဟိုမှာတွေ့လားသူတို့ငါတို့ကိုလာခေါ်နေတာလာလာပွားဖမ်းမယ် မိဝေတရားကိုတနက်ကိုဆွဲစောမောက်ကိုအတင်းဆွဲခွာပြီးတော့တဲဘူကပြေးစိမ့်လိုက်ပါလေဘိုးတော်မော်စုကသူတို့ပြေးထွက်သွားတာကိုလမ်းမိလိုက်ပေမဲ့တားချီမရလဲပါဘူးတဲရွာတို့ကကန်တခုလို့ပဲသူညီးတွားလိုက်နေပါလေဒလို့နဲ့စကဲချင်းတယောက်တော်ရဲကိုရောက်လာခဲ့ကြတာပေါ့တင်ညတော်ကအိုမန်နဲ့မတူပဲမြို့တွေဆိုင်းနေပြီးတော့လမ်းရောက်တွေပြောင်းနေခဲ့ပါလေတိတိကြီးတွေကလည်းလက်တက်တဲ့ရေးထိုးနေပြီးတော့သူတို့ကိုလက်ရဲခေါ်နေတဲ့ဖီမေးလက်တာတွေလိုဖြစ်နေခဲ့ပါလေ ဒီလိုငါတို့ပြန်ကြည့်ပြီကွာခင်ဗျာကြီးကဒီမျိုးကြီးပဲစိုးမကအစံတူတူနဲ့ပြောလိုက်ပါတယ်အာပါဇက်ပိတ်ထားစမ်းပါကွာခုမှရှိတွေ့ပြေးနေပြီလိုက်ကြစမ်းသူတို့ညောပြေးလိုက်ရင်လည်းတဖြည်းဖြည်းချင်းလူချင်း꿰သွားကြပါတယ်စိုးမကြုတ်တဲ့ကြမ်းကလေးချင်းမှာတော့ပဟောချေကရုတ်တရက်တိတ်ဆိတ်သွားခဲ့ပါတယ်စိုးမကသူ့ဘေးနာကိုဝဲကြည့်လိုက်တော့တိဘေးကြီးတပြေအောင်မှာလူရဲတစ်ခုကိုတွေ့လိုက်ရပါတယ် အနောက်ကိုတိုးသွားကြည့်လိုက်တော့ဇနီးဖြူဖြူအဝိစာလွန်လန်းနဲ့အဘွားဦးတယောက်ကြောပေးပြီးတော့ရဲနေတာကိုတွေ့လိုက်ရပါတယ်အဘွားအဘွားက DJ ကြီးဘာလို့နေရလဲဗျတဖက်မှာတော့လီဝေဟာရှစ်တွေကိုပေးဖို့ကြီးဝဲနေတော့အိုးကနေရတကူသူ့ရှစ်ကိုပြိုးချလာခဲ့ပါတယ်ကြည့်လိုက်တော့လေပင်ထိုးပြီးတော့ရလို့ပြုတ်နေတဲ့သူ့တငယ်ကြီးစောမောင်ရဲ့အလုံးပါစောစောမောင်ယူဝေလေးသွေးပြက်သွားပြီးတော့နောက်ဆုတ်လိုက်တဲ့ချင်းမှာပဲ သူရှိကတိတ်ပေပေါ်မှာအဘွားဟုတောင်ထိုင်နေတာကိုတွေ့လိုက်ရပါတယ်အဘွားဟုကသူ့ကိုကြည့်ပြီးပြောနေကမလို့တွေကတော့ရှိမဲ့လို့တွေလို့ကြိုးကျနေပြီးမင်းတို့တို့ကြောင့်လို့ငါရဲ့ချွေရထိရမယ်အဲ့ဒါကိုကြာတော့ယူဝီတရားလက်အုပ်ချပြီးတော့ကျတော့ကျတော့မှားပါတယ်အဘွားရေခွတ်လို့ပါတိုးတိုးတောင်းပန်ခဲ့ပြီမဲအရာလိုနောက်ကျသွားခဲ့ပါပြီမော်ရူကသူ့ကိုဝါးမျိုးသွားပါတော့တယ်နောက်တနေ့မနေ့ရောက်တဲ့အခါမှာတော့ဂျွာသားရီဟာယူဝီနဲ့စောမကို တော်ရမလိုက်ရှာကြပေမဲ့သူတို့ရဲ့ရောက်တော့မှမတွေ့ရတော့ပါဘူးပို့ပြီးတော့ထူးဆန်းတာက traffic chain မှာမြုပ်ထားတဲ့ဖိုးတော်ရိုက်လောင်းပါပျောက်ဆိုးနေခဲ့တာပါဘိုးတော်မော်စုကတော့တော်ဆက်မှာပူစော်ပွားစားရေးတော်ရဲကိုလှမ်းကြည့်လိုက်တဲ့အခါတိပိတ်ကြီးတပေပေါ်မှာရှိထူတိုးကောင်ပြေးလွှားဆော့ကစားနေတာကိုတွေ့လဲရပါတယ်အကြီးကနှကောက်တဲ့ရှိပေမဲ့ခုတော့တိုးကောင်ဖြစ်နေခဲ့ပါတယ်အဲ့ဒီရှိဖြူတိုးကောင်ကဘိုးတော်မော်စုကိုဆဲကြည့်နေတဲ့ပုံစံကလူတို့ရဲ့ကြည့်တွေနဲ့တူလောနေခဲ့ပါတယ် ဖိုးရမော်စုလည်းအဲ့အရာတွေကိုသဘောပေါက်လိုက်ပြီးတော့ကောင်းကြီးကအစိမ့်မဲ့ဖြုတ်လိုက်ပါတော့တယ်အဲ့ဒီနေ့ကနေစပြီးတော့ဒီဝါလီမှာရှိဖြူတွေကိုဘယ်သူမှမမြင်ရတော့သလိုတော်တယ်မှာမုတ်ဆိုးလို့ပြီးတော့အသက်မွေးသူလည်းမရှိတော့ပါဘူးဒီလိုအစိမ့်ဝင်စရာကောင်းပြီးတော့လက်ထည့်ရေဖို့ဇလန်းတွေကိုဆက်လက်ပြီးတော့နားဆင်ချင်နေဆိုတော့ကျွန်တော်ရဲ့ channel လေးကို subscribe လို့ဒါဖို့မမေ့ပါနဲ့ဗျာ